ကျောက်တလုံးကြီးမြို့၌အတန်မဆဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်ကျောက်တလုံးကြီးမြို့၌အတန်မဆဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းပဋ္ဌာန်းသိမ်းအောင်ပွဲကိုဂျွန်လ18ရက်နေ့နဲ့10ရက်နေ့ကကျောက်တလုံးကြီးမြို့ပထမနေမိတ္တတပိတ်မြတ်စေတီတော်ရှိအောင်စဘူးလောင်းဓမ္မယုံတွင်ကျင်းပပြုလုပ်ရာကျောက်တလုံးကြီးမြို့ရှိဆရာတော်တန်ဃာတော်များနှင့်အပရိသတ်များဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာကျောက်တလုံးကြီးမြို့မဟာဝန္တဗုဒ္ဓဂါယဆရာတော်အရှင်နန္ဒမာလာထံမှ၅ပါးတိလခံယူစောက်တည်၍ဆရာတော်တန်ဃာတော်များရွတ်ပွားချီးမြှင့်တော်မူသည့်ပိဋိတရားတော်များအားနာယူကြည်ညိုကာတက္ကရာကမများက လူပွဲဝိတုပစ္စည်းများဆက်ကပ်လူဒန်းခဲ့ပြီးနောင်ငွေကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာကြားပြီးလူဒန်းမှုအစုစုတို့အတွက်ရေးဆက်သွင်းချအမြတ်ပေးဝေခဲ့ပါသည် ထို့နောက်ဆရာတော်တန်ဃာတော်များဦးဆောင်၍တက်ရောက်လာကြသည့်အပရိသတ်များဒေသခံပြည်သူများကဗုဒ္ဓသာသနာ့စိရန်တိတ်တထုသုံးကြိမ်ရွတ်ဆိုပူဇော်၍ပဋ္ဌံသိမ်းအောင်ပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းနှင့်အတန်မဆဲမဟာပဋ္ဌံမြတ်ရွတ်ဖတ်ပူဇော်ပွဲကိုဇွန်လ17ရက်နေ့မှဇူလိုင်လ18ရက်နေ့ထိ9ရက်တိုင်တိုင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရှိရပါသည်ခမညာ။